အားလုံးပဲမင်္ဂလာပါရှင်။ Revolu Pharma News Channel ကနေပြီးတော့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ခမ်းမှာကြားဖြန့်ကိုင်းပိုင်းငွေလိမ် website အတူတခုကို American ပိတ်သိမ်းနေဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံက online ငွေလိမ်ကြားဖြန့်ကိုင်းတစ်ခုကထိမ့်ထုတ်ထားတဲ့အယောင်ဝယ် website တစ်ခုကိုအမေရိကန်တရားရုံးဝန်ကြီးဌာနကဖိတ်သိမ်းဖယ်ရှားလိုက်ပါတယ်။အဲ့ဒီ website ဟာ online ကုန်သွယ်ရောင်းဝယ်မှုလုပ်ငန်း Tix Money စင်တူယိုးမှာနာမည်ပေးထားပြီး Tis Mailers.com ဆိုတဲ့နာမည်နဲ့လက်ပတ်နေကြတာလို့ဆိုပါတယ်။အဲ့ဒီ website တူရဲ့နောက်ဖွဲ့ကလုပ်ငန်းလည်ပတ်မှုတွေကိုအမေရိကန်တရားရုံးဝင်ကြီးဌာနကခြေရာခံစုံစမ်းကြည့်တဲ့အခါကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေကကြောက်ခတ်ရွာမှာရှိနေတဲ့ထိုင်ချန်းဆိုတဲ့ကြားဖြတ်လုပ်ငန်းနဲ့တိုက်ရိုက်ဆက်ဆက်နေတာကိုသိရှိလာခဲ့ပါတယ်။ကြောက်ခတ်ရွာဟာမြောက်ပိုင်းမြို့နယ်25မိုင်ကျော်ကွာဝေးပြီးထိုင်းနိုင်ငံဖူရာဖာမြို့နယ်ရဲ့မျက်နှာချင်းဆိုင်နေရာမှာရှိနေပါတယ်။ကြားဖြတ်လုပ်ငန်းတွေများစွာရှိတာကြောင့်ယခုနှစ်ပိုင်းတွင်မှအဆောက်အုံအစ်တွေများစွာတိစောက်ခဲ့တဲ့နေရာဖြစ်ပါတယ်။ ရဝတီမြို့နယ်ထဲမှာပါတဲ့၆ခက်ဒေတာဟာဒီမိုကရက်တစ်ကရင်အကျိုးပြုတက်မတော် DKPA စိုးမှုရနယ်မြေဒေတာဖြစ်ပြီး DKPA ကဗိုလ်မှူးချုပ်ဆိုင်ကျော်လာအုပ်ချုပ်နေတာဖြစ်ပါတယ်။ဗိုလ်မှူးချုပ်ဆိုင်ကျော်လာဟာအရင်ကတော့ရှမ်းပြည်တက်မတော် SSPB ကဖြစ်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလကအမေရိကန်အစိုးရ DKPA နဲ့ခေါင်းဆောင်လေးဦးကိုအရေးယူတန်ခတ်တာမှာဆိုင်ကျော်လာလည်းပါဝင်ပါတယ်။အဲ့ဒီ website အတူဟာနှစ်နာသူတွေစီကဒေါ်လာထောင်းတောင်းချီတဲ့ငွေကြေးတွေကိုလိမ်လည်ရယူခဲ့တယ်လို့ဆိုပါတယ် ဒါဟာတိုင်ချန်းချားဖြန့်ခိုင်းနေဆက်ဆက်တဲ့တတိယမြောက်ဝက်ဆိုက်လိပ်စာတစ်ခုကို အမေရိကန်အာဏာပိုင်တွေကခြေရခံဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ဝက်ဆိုက်ကိုထိန်းချုပ်သူတွေက Disney အဖြစ်ဟန်ဆောင်ရင်စရံငွေတွေအနှံကြဖို့ဝက်ဆိုက်သုံးစွဲသူတွေကိုသွေးဆောင်စည်းရုံးခဲ့ကြပါတယ်။ American Federal 6လက်ရေး Bureau FBI ရဲ့အဆိုအရကနအူးယင်းနှိမ့်နှံတဲ့အချိန်မှာအဲ့ဒီဝက်ဆိုက်ကငွေတွေပြန်ထုတ်ပေးခဲ့တာကြောင့်နိနာသူတွေကတကယ်ကုန်သွယ်ရေးဝက်ဆိုက်အစီအဖြစ်ယုံကြည်ခဲ့တယ်လို့သိရပါတယ်။ FBI ဟာပြီးခဲ့တဲ့လမှာတင်ခရစ်စတိုငွေကြေးယူနစ်တွင်နေပေးချေခဲ့ပြီးအဆုံးရှုံးတွေကြုံခဲ့တဲ့နိနာသူတို့ချို့ကိုအတီးပြုစုံစမ်းထားပြီးဖြစ်ပါတယ်။အားလုံးကသူတို့ဟာတရားဥပဒေလှုပ်ထုံးလှုပ်နှီးနဲ့အညီယင်းနှိမ့်နှံခဲ့တာလို့ယုံကြည်ခဲ့ကြကြောင်းဆိုပါတယ်။အဲဒီ website ဟာတုံဆွဲသူတွေကိုကြားဖြတ်လုပ်ငန်းနဲ့ဆက်ဆက်တဲ့ application တွေလည်း download ရယူခိုင်းခဲ့ပါတယ်။ FBI ဟာအဲဒီကိစ္စကို Google နဲ့ Apple company တွေစီအတီးပေးခဲ့ပြီးအဲဒီ application တွေကိုဖယ်ရှားစေခဲ့ပြီးဖြစ်ပါတယ်။ အခုတော့ website ကိုဝင်ကြည့်ရင် tickme website အတူဖြစ်တယ်ဆိုတဲ့အကြောင်းတရားရုံးဖွဲ့ကြီးဌာနနဲ့ FBI တစိုက်တွေနဲ့အတူဖော်ပြထားတဲ့သတိပေးစာတမ်းကိုပဲတွေ့ရပါတော့တယ်။အမေရိကန်ဟာပြီးခဲ့တဲ့သတင်းပတ်တွေအတွင်မြန်မာအပါဝင်အရှေ့တောင်အာရှအခြေဆိုင်ကြားဖြန့်ခိုင်းတွေကိုနှိမ်နှင်းဖို့ပိုပြီး PPCC အားထုတ်လာပါတယ်။အဲ့ဒီခိုင်းတွေကြောင့်အမေရိကန်နိုင်ငံသားတွေဒေါ်လာဘီလီယံနဲ့ချီမျက်နှာဆုံးရှုံးမှုတွေရှိခဲ့ကြောင်းလဲတရားရုံးဝန်ကြီးဌာနကပြောကြားထားပါတယ်။ အမေရိကန်ဟာမကြသေးခင်ကမှကြာဖြတ်နေနေရေးအထူးယူနစ်တစ်ခုကို ဖွဲ့စည်းခဲ့တယ်လို့ထိုင်းရဲတပ်ဖွဲ့နဲ့ပူးပေါင်းအလုပ်လုပ်ဖို့ FBI အချင်းတွေကိုလည်းဘန်ကောက်မှာဖြန့်ကျက်ထားကြောင်းသိရပါတယ်။ဆလပီဒီမိုကရေစီမျှော်မှန်းချက်ချင်းတူရင် PDF တွေဥပဒေပေါင်းတဲ့ဝင်ခဲ့ဖို့မင်းအောင်လိုင်ကပြောဆိုပြီးအပြစ်ရတိုင်းရင်းသားတွေဂတိကဝတ်ချိုးဖောက်ငင်းချမ်းရေးလမ်းကနေသွေဖယ်ခဲ့တယ်လို့အပြစ်တင်တဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ အကြံဖက်စစ်ကောင်ဆောင်ဖေးအောင်လိုင်ကဒီမိုကရေစီရည်မှန်းချက်ချက်တူရင်ဥပဒေပေါင်းနဲ့ PDF တွေဝင်ခဲ့ဖို့ဖိတ်ခေါ်တယ်လို့ထုတ်ဖော်ပြောဆိုပါတယ်။ဒီနေ့ပြည်ဦးလွင်မှာလုပ်တဲ့စစ်တပ်ကတူကြောင်းစစ်ပွဲမှာအကြံဖက်စစ်ကောင်ဆောင်ဖေးအောင်လိုင်ကအဲ့ဒီလိုထုတ်ဖော်ပြောဆိုလာတာပါ။ဒီမိုကရေစီကိုနောက်ပြန်ဆွဲနေတာကလက်နက်ကင်လန်းစင်ဖြစ်ပြီးဒီဒီမိုကရေစီနဲ့ Federal ပြည်ထောင်စုတိဆောက်ရေးဆိုတဲ့ရည်မှန်းချက်ချင်းတူညီကြရင် PDF တွေနဲ့လက်နက်ကင်တွေဥပဒေပေါင်းနဲ့ဝင်ခဲ့ကြဖို့ဖိတ်ခေါ်တယ်လို့မြင်အောင်လိုင်ကပြောဆိုတာပါ။ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းဟာနှစ်နှစ်ကိုင်းလန်းစင်အကြောင်းဖြစ်တယ်ဆိုတာရှုမြင်ဖို့ အချိန်ကျနေပြီဖြစ်ပါတယ်။ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးကိုရည်မှန်းချက်တူကြခြင်းပြည်ထောင်စု အကျိုးကိုရှေ့ရှုပြီး PDF အပါဝင်လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ဥပဒေပေါင်းအတွင်းဝင်ရောက်လာကြဖို့နိုင်ငံတော်ကကြိုဆိုဖိတ်ခေါ်ထားပြီးဖြစ်ကြောင်းပြောကြားလိုတယ်ဟုမြောက်လိုင်းကပြောပါတယ်။ဒါပြင်အပြည့်ရထားတဲ့တိုင်းသားလက်နက်ကိုင်တွေအနေနဲ့နိုင်ငံရေးအပြောင်းလဲဖြစ်စဉ်ကိုအကြောင်းပြလက်ညှိုးထိုးပြီးဂရိကဝတ်တွေချိုးဖောက်လို့ငြိမ်းချမ်းရေးလမ်းကြောင်းကနေပြေဖယ်သွားတယ်လို့မြန်မာနိုင်ငံကအပြစ်တင်နေပြန်ပါတယ် ီနိုင်ငံရေးဖြစ်စဉ်အကြောင်းတရားကိုလက်ညှိုးထိုးပြီး NCA မှာလက်မှတ်ရေးထိုးခဲ့ကြတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တချို့ဟာရှီထားပြီးသားခရီးကဝတ်တွေကိုချိုးဖောက်ပြီးငင်းကြေးရေးလမ်းကြောင်းတွေ့ဖွဲ့မှုပြုလုပ်ခဲ့ကြတယ်လို့မင်းအောင်လိုင်ကဆိုပါတယ်။မင်းအောင်လိုင်ကစစ်တပ်အနေနဲ့နိုင်ငံအတွက်အဓိကအရေးကြီးတဲ့အခမ်းအနားကနေဆက်လက်ပါဝင်နေမှာဖြစ်ပြီးငင်းကြေးရေးလိုချင်ရင်ဖြစ်တဲ့ဖြစ်တိုက်တာတွေကိုပဲတောင်းဆိုရမယ်လို့မင်းအောင်လိုင်ကအထက်စီကနေပြောဆိုသွားပါတယ်။ ရွှေကောက်ပွဲကိုမကြပြီးမှကျင်းပမှာဖြစ်ပေမယ့်ဖျက်လို့ဖျက်စီးလုပ်နေသူတွေကရွှေကောက်ခန့်အစိုးရပေါ်လာရဲ့နေရာပြောက်မှာဆိုလို့ရွှေကောက်ပွဲကိုဖျက်စီးနေကြတာလို့သူကဆက်လက်အပြစ်ဖို့ပြောသွားပါတယ်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။